လဲဘုရားသခင်ပိုင်တဲ့အရာကအမတမကျမ်းစာဖတ်တဲ့သူတိုင်းသိတယ်လူမှန်သမျှကဘုသူပုံသဏ္ဍာန်ကြီးဖန်ဆင်းခံထားတာလေဒီနေ့မနေ့မှလေ့လာခဲ့ကြတယ်မအားတို့ပုံသဏ္ဍာန်ကြီးတစ်သဏ္ဍာန်နဲ့လူကိုဖန်ဆင်းကြလူကိုဖန်ဆင်းတဲ့ဘုရားသခင်ကလူကိုကတော့ဘာပုံသဏ္ဍာန်ခန့်နေတာလဲဘုရားသခင်ရဲ့ပုံသဏ္ဍာန်ကိုခန့်နေတာလေတော့ဘုရားသခင်ပိုင်တဲ့အရာကဘာမှလဲဒီဒင်းကားပြားပေါ်မှာဒင်းကားကမကဲသာဘရင်ရဲ့ရုပ်နဲ့ကဲသာပြန်လေးစားပါတော့ဘုသူကလဲကဲသာဘရင်ဟာ အခုငါတို့ကဘသူတစိမ့်နဲ့ခတ်နေတာခဏလဲဖယားသခင်ရဲ့ပုံတဲ့နဲ့တစိမ့်ခတ်နေတော့ခင်ဗျားရှိပြောတာဟုတ်တယ်မင်းလက်ထဲပတ်စံကတော့သူ့ပုံကြီးပါသူ့ပေးလိုက်ဒါဖယားဥစ္စာဘုမလည်းဖယားဥစ္စာကျွတ်တယ်လို့ပြောလို့များသိတယ်ဖယားဥစ္စာဘုမလည်းဆိုတော့ငါ့ရဲ့ဖြစ်တည်မှုတခုမှဖယားဥစ္စာပဲလေအဲ့တော့ကိုကဖယားကိုဘာပေးရမလဲခွေဖြစ်တည်မှုတခုလုံးကိုကတက်နိုင်ခြင်းတခုလုံးကို ပေးခြင်းကကျွန်တော်တို့ရဲ့တာဝန်ဖြစ်တယ်သူ့နိုင်ငံမှာနေရင်သူ့ service ကို သုံးရင် ်သူ့ကိုအခွန်ဆောင်ဖို့တာဝန်ရှိသလိုဖျားပုံတရံရှိတော်သူကကိုယ့်ရဲ့ဖြစ်တည်မှုတကလုံးဖျားကိုပေးဖို့ကကျွန်တော်တို့မှာတာဝန်ရှိရဲ့တကင်းရွှတ်တော်သင်ပေးတာဖြစ်တယ်ဒီနေ့သိစေခြင်းနဲ့ငွေကြီးနဲ့ပတ်စံတွေကအစိုးရအဖွဲ့အစည်းတွေနဲ့သက်ဆိုင်သက်ဆိုင်နေတယ်